ဖမ်းခံပြီးတဲ့နောက်မှာစစ်ကြောရေးခန်းကိုရောက်တာနေပြီးတော့စပြောမယ်။ဟာစစ်ကြောရေးအဲ့ဒီဖမ်းခံရတော့ကျွန်တော်အရင်တပတ်ကပြောတာစစ်ကြောရေးတော့ရောက်ပါပြီနော်။စစ်ကြောရေးရောက်ပါစစ်ကြောရေးရောက်ပါတော့ကျွန်တော်တို့စစ်ကြောရေးအဲ့ဒီကဖမ်းတော့ဗျာ။ဖမ်းတော့အိုးကျွန်တော်တို့ညဘက်ကြီးခေါ်သွားတာပေါ့နော်ခေါ်သွားတယ်ဟိုလေးရောက်ရောက်ပေါ့ကျွန်တော်တို့ထုံးတဲ့နိုင်ငံကဒါကိုကြီးလို့ဆိုတော့ကြုံမှုပြီးသားနေမှာပါအ မျက်စိစီးထားတယ်စီးထားလက်ထိတ်ခတ်တာခတ်ထားပြီးတော့ကျောင်းလေးငုံ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 ရတာပဲတကယ်လည်းဘာမှမရှိပါဘူးဝမ်းမြူရဲ့ရှေ့ကနော်နော်ကြီးကပြောပြခဲ့တာပြောပြထားခဲ့တာဟုတ်ဝမ်းမြူကကြောကြောကြောဆိုကြောရတာပြီးတော့ပြောမလုပ်လဲဆိုတော့စောင်းရုံထိုင်ပြီးတော့လမ်းလျှောက်ခိုင်းစောင်းတိုင်းပြီးလမ်းလျှောက်လမ်းလျှောက်ဝင်တော့ကျောင်းမင်းဟိုပါလေညာဘက်ဥကညာဘက်ဥကပြီးလျှောက်ပြုတ်ကြမယ်ပြုတ်ကြမယ်ဆိုဘေးကနေអော်ကျွန်တော်လည်းဟို ဘလို့ပြောမလဲရှေ့ရဒီဟိုနော်မကြီးတွေရှေ့ရမေးရောဗောနော်အဲ့လိုအတွေ့အကြုံတွေပါလေမေးဘူးတော့နေတော့သိတာဗောနော်ဒီလိုလှုပ်တတ်တယ်ဆိုတာဟောကိုကဒီတိုင်းမရှောင်းတာအဲ့ဒါဘေးကပါလာပြောလဲတော့အားတဲ့ဒီကောင်းနဲ့ပြောစကားနားမထောင်နဲ့ပြုတ်ကြတော့မှာပဲတဲ့ဟိုညာဘက်ကရှောက်လို့ပြောနေမလားကျွန်တော်မြင်ကကနေညာဘက်ကိုတခါတကောလုံးကလဲပြောညာဘက်ကိုရှောက်တယ်ပဲနေရင်ဝင်တိုက်ပေါ့ဟာဒီကောင်ရွေးတယ်ကွာညနေမြင်အောင်လေဗျာအေးပါဟောပြောညလုံးကြီးစီးတာတော့ထားပါတော့ဟော ဲ့တော့အဲ့စကြောရေးအဝင်ပေါ့နော်စကြောရေးဝင်ဆိုတော့ပြီးတဲ့ပြီးတော့ကျွန်တော်စကြောရေးကန်းနဲ့ရောက်သွားအဲ့ဒီညတော့ဘာမှတော့အထမမီးတော့ဘူးပေါ့နော်မီးတော့ဘူးဒါပေမဲ့အဲနောက်နေ့ရစပြီးတော့မီးတော့အဲ့ဒီမှာကျွန်တော်တို့ကရောက်တာစကြောရေးရနှစ်ခုဗျနှစ်ခုရောက်တယ်ကျွန်တော်တို့စဖန်းတော့ကျွန်တော်တို့မင်္ဂလာတော့အော်အော်အော်မင်္ဂလာအဝေးပြေးရှေ့ကစစ်ပေးကြီးကလုံချုံထူးဖွဲ့နှစ်ပေါ့နော်အော်အဲ့အဲ့ကိုခေါ်သွားတာပေါ့အဲ့ဒါအရင်တစ်ဘက်ကပြောပြီးပြီနဲ့တူတယ် ဒါတော့အဲ့မှာကျွန်တော်တို့စစ်ဆေးပြီးတဲ့အခါကျတော့ကျွန်တော်တို့ပဲခေါ်သွားလဲဆိုတော့ရှေ့ပြည်သားစကြောရေးကိုခေါ်သွားတယ်။ရှေ့ပြည်သားစကြောရေးခေါ်သွားရှေ့ပြည်သားစကြောရေးမှာကျွန်တော်ဟိုမှာရောက်ကျွန်တော်တို့ကအကုန်လုံးဟိုစစ်စစ်လို့ကြိုးလို့ပြီးသွားပြီပေါ့နော်။ပြီးသွားပြီဆိုတဲ့အနေထားဖြစ်သွားတယ်ဖြစ်သွားရှေ့ပြည်သားစကြောရေးမှာရောက်ကျွန်တော်တို့ကဆင်းရဲသွားပေါက်နေတဲ့ဘောပေါ့။ဟိုမှာသွားထားပြီးအဲ့ရနေမှာရှေ့ပြည်သားစကြောရေးကနေမှာအင်းစင်ပို့တာပေါ့ဗျာ။ထောင်ပို့တာပေါ့။ဟိုရှေ့ပြည်သားစကြောရေးရောက်တော့ရောက်သွားတော့ ရောက်ပြီးရောက်သွားတော့ရှင်ပြသာစကြောရဲ့အခြေအနေကိုကျွန်တော်ပြောပြအောင်မယ်ဗျာ။ तू ကဟိုဓမ္မယုံလို့အဆောက်အဦးဗျာဒီကဓမ္မယုံလို့အဆောက်အဦးအဲ့ဒီအဆောက်အဦးမှာက၄တန်း तू ကအဲ၃မင်2ခန်းပေါ့နော်၃မင်2ခန်း၃မင်2ခန်းကိုကျွန်တော်တို့ကလူကများတော့ဒုတိယကျော်လောက်ရှိဒုတိယကျော်လောက်ရှိတော့ဘလို့အိတ်ရလဲဆိုတော့တခန်းကို2တန်းပေါ့နော်ဟိုဟို အလဲကို6တွေစိုင်ပြီးတော့အိပ်ရတာပေါ့ဗျာအဲ့လိုငါတို့၄တိုင်းအိပ်ရတယ်အဲ့လိုအဲ့တော့အဲ့ဒီကျွန်တော်တို့ဘလို့လောက်ထားလဲဆိုတော့အဲ့ဒီမှာရေချိုးစရာကံမပါဘူးอืมအုတ်ကန်ကြီးကကျွန်တော်ကမြင်နေအစာဦးကိုသူတို့ကမြင်နေပုတ်ခတ်ထားတယ်အုတ်ကန်ကဘေးမှာမြင်နေရတယ်ဒါပေမဲ့ရေချိုးကံမပါဘူးနောက်မှအိမ်သား၅လုံးရှိငါလုံးရှိဆိုကျွန်တော်တို့စကြောရင်းမှာဘလို့လောက်ရလို့ဆိုအိမ်သားတစ်လုံးကိုအစုံဆုံးအိမ်သားတစ်လုံးကိုလုံးဝဟိုအိမ်သားတက်အိမ်သားမတက်ရဘူးပေါ့နော်အိမ်သားမတက်ရဘူးအဲ့ဒီအိမ်သားမှာပဲ ရေချိုးရတယ်မျက်နှာသေးရတယ်သွားတက်ရတယ်အကုန်အဲ့မှာလောက်ရတာဟောကဟိုဘာလဲဟိုရေချိုးကန်းဆိုတဲ့ဟာမျိုးမရှိဘူးပေါ့နော်အဲ့မှာအဲ့လိုနေတာပြီးလို့ရှိရင်ကျွန်တော်တို့စစ်ကြောရင်းမှာကျွေးတဲ့ခါရောက်ဘာကျွေးလဲဆိုတော့မနဲ့ဆိုလို့ရှိရင်သူတို့ကထမင်းဘွာပေါ့နော်ထမင်းကြော်လေးပေါ့ထမင်းကြော်နာပို့ပို့လို့ရှိရင်ထမင်းကိုစားလေးနဲ့နေထားတယ်ထမင်းကျန်းကိုပေါ့နော်စားလေးနဲ့နေပြီးတော့ ကျုပ်ကျော် half price ပေါ့ကျုပ် half price ကိုတလုံးကျော်ပြီးရင်သူကလေးစိတ်စိတ်လိုက်တယ်တစိတ်ရတယ်အဲ့လိုအဲ့လိုပို့တော်တော့ဖော်ဘူးနဲ့ဖော်စွန်းနဲ့အော်အဲ့ဖော်ဘူးနဲ့ဖော်စွန်းနဲ့ပို့တော်ကိုနေလဲဆိုဘာပို့လဲဆိုငါးကောင်းရင်းပို့တယ်ကျွန်တော်အဲ့မှာဆိုရင်ဟိုငါးတခေါလို့ခေါ်ကြတာပေါ့ဗျာငါးကောင်းရင်းပို့တယ်ငါးကောင်းရင်းဆိုတော့ငါးကောင်းအောင်ကိုစဉ်းစားကြည့်ပေါ့ဗျာလက်စည်းစရာလည်းဘာမှမရှိဘူးစကြဝဠာဘာမှဟိုအပြင်ကနေပို့လို့ရတာမဟုတ်ဘူးလေ စက်ပြားရဲ့ဘာလည်းမရှိဘာမှမရှိအဲ့လိုမျိုးဖြစ်နေတာဖြစ်နေတဲ့အနေထားမှာဒီငားကောင်းကိုစားဖို့ကြတော့ကော်စွန်းနဲ့စားရတယ်။အဲတော်တော်များများအဆင်မပြေတော့ဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဟိုဟိုရှိတယ်။ကြီးတော့ထားပါတော့ပြစကြိုးရောက်တော့မှမရရတော့ကျွန်တော်တို့ဟိုပေါ့ရောက်ပြီးတော့အဲ့မှာအဖိုးကြီးနှစ်ယောက်ပေါ့နော်နာမည်တော့ကျွန်တော်မပြောတော့ပါဘူး။ပြောတော့ဆိုတာသူတို့ကတကယ်ကဘာမှမဆိုင်ဘူး။ဒါအဲ့ဒါ အဲ့ဒီဖိုးကြီးတွေကရှက်ပိန်းကြီးကြတယ်ဗျာအင်းကြီးလိုက်တော့တော်လဲတက်ကြည့်ပြီ90ကျော်လောက်ရှိပြီညီကိုနှစ်ယောက်အဲ့ယုံကျွန်တော်ကမေးကြည့်တယ်အငဲလို့အငဲလို့ဘလို့ဖြစ်လို့ဒီပါလာလာလဲလို့ဆိုတော့ဟာကွာတယ်မပြောချင်ပါဘူးကွာတယ်ငေါ့ပါနေငါတို့လေချန်ပီယံနီဘလို့ဝဲကိုကြည်နေတာတဲ့ရက်ွက်တွေကလူငယ်နေပေါ့နော်ချန်ပီယံနီဘလို့ဝဲကြည်နေတယ်အဲ့ဒါကိုဟိုဘောလုံးဝဲဆိုတော့ဗျာတိတဲ့အတိုင်းမှာဟိုနည်းနည်းပါအော်ရာပါညာရှိမှာပေါ့နော် အချိန်မြင့်လေးဘောလိုဝဲဆိုတော့သူကညတနာကြီးဝဲလောက်ကန်နေပွဲလေလေအဲ့လိုမျိုးအဲ့ဒါကိုသူတို့လူငယ်တွေဆိုကလေးတွေနဲ့သူတို့ကကြည်နေတာကြည်နေတာကိုဘေးအိမ်ကစူလို့ဆိုပြီးတော့ဘလို့သတင်းပို့လိုက်လဲဆိုတော့တို့လိုက်တာပေါ့နော်ကလေးတွေကိုစုပြီးတော့ PDF ပင်နှင်းပေးနေပါလေဆိုပြီးတို့လိုက်တာအဲ့လိုတို့လိုက်လို့ရောက်လာတာအဲ့ဘိုးကြီးညောက်ကသူတို့ကြည်တော့ PDF PDF ပင်နှင်းနီးပြဆိုလို့ဟို ဟိုစားဖားကောင်ကြီးပြောတာပါသူ ਨੇ ပါတော့စဉ်းစားသင့်တာပေါ့နော်။ဟော PDF သင်တဲ့နီးပြလို့ပြောအောင်လေ။ဟိုအဖိုးကြီးနှစ်ယောက်ကလေသူကလည်းသူလမ်းလျှောက်နေတော့မှရှက်ပဲကြီးတွေဆိုတော့ဟိုစကြောရောက်တော့ရှက်ကလည်းမတော့ပါဘူးလေ။အဲအကြောင်းလို့ပါမှာပေါ့နော်။အတက်ကလည်း80ကျော်ပြီ။လမ်းလျှောက်သူကလည်းသူလျှောက်နေတော့ရိုင်းလို့ရိုင်းလို့လည်းလျှောက်နေတာ။အဲတော့ PDF သင်တဲ့နီးပြဆိုပြီးဖမ်းလာတယ်ဗျာ။ဟိုစဉ်းစားကြည့်အဲ့လိုမျိုး။နောက်တစ်ယောက်ကကြာတော့ကျွန်တော်တို့မြောက်ကလာကောင်လေးအဲ့ကောင်လေးကသူက အဲကံတရာစင်ကီယာမှာအဲ့နေရကံတရာစင်ကီယာမှာသူကသူ့ကောင်မလေးနဲ့မုံဝင်စားတယ်။ Oblet ဝင်မုံဝင်စားတယ်။သူအဲ့အဲ့ရဆိုင်မှာမုံစားနေတော့အပြင်မှာစနပ်ပြောက်ဖြစ်သွားသူမသိလိုက်ဘူး။ပြီးလည်းပြီးတော့စားပောက်ပြီးပြန်ထွက်လာတော့ဗောနထုံးစံနေမှာစနပ်ပြောက်ကိုခလေးတွေကစနပ်ပြောက်ပြီးတော့ပျောက်ကြဟိုသူတို့ဆိုပျောက်ပျောက်ပြပြီးပျောက်သွားတယ်။ပျောက်သွားချင်းမှာဟိုကောင်လေးကရောက်လာအဲ့ချိန်မှာဒီကောင်ကသူ့အိမ်အတွက်ဆို မုံလေးဝယ်ပြီးတော့အပြင်ထွက်လာထွက်လာထွက်လာတော့ तू ကလမ်းမှာလမ်းမှာ तू ကထင်းထင်းပေါ့နော်အဲ့မုံမူးနဲ့ all black နဲ့ဆိုတော့ तू မတ်လိုက်ကိုမတ်လိုက်တော့အဲ့ကလေးကအဲ့စနားကြောက်တော့မပေါ့ဒါပေမဲ့ तू ကအဲ့ CDM လောက်ဖို့အကြောင်းမတက်နေလို့ဖို့ပေါ့နော်အဲ့လိုဟာတွေစာရွက်တွေလိုက်ကတ်တဲ့နေရာမှာ तू ကပါတယ်အဲ့ညောက်ကလာတဲ့မှာဟောဟိုအဲ့တပ်ပုံတွေကသူ့ဖုန်းထဲမှာရှိတယ်အဲ့တော့ထားပါတော့ဗျာအဲ့ဒါ तू စကြွေးရောက်လာတော့ပေါ့နော်အဲ့လိုနဲ့ပါလာတော့ပါလာတော့အဲ့တပ်ပုံတွေနဲ့တွေ့တာဟိုဟာတပ်ပုံမတွေ့သေးဘူး तू ကိုခေါ်ပြီးတော့မေရောအော် ဘာပြောလဲဆိုတော့ဟိုကအေးရဟိုကဟိုကပေါ့နော်တက်ချက်ကြီးနေမှာပေါ့သုံးချက်လောက်ရှိမှာပေါ့အဲ့ဘိုးကြီးကအေးအောင်နဲ့ကျွန်တော်နမမိနေလို့အဲ့ကောင်အေးအောင်လောင်းနေဆိုဟိုစကြွေးအကန်းအောင်ခေါ်တာမဟုတ်ပါဘူးဒီမှာပဲခဏတဖြုတ်ခေါ်ပြီးစကားပြောလို့ပေါ့နော်လောင်းနေဆိုခေါ်ပြီးတော့မင်းရတဲ့မင်းတို့ကောင်နေရတဲ့ဘာဖြစ်နေညာကျွန်တော်ဟိုဟိုပြောတာပေါ့နော်မင်းတို့မင်းတို့အခုလို့ဖြစ်တော့တဲ့ဆရာပေးကြီးကဘာလို့ပြင်းနေလို့လဲအန်ဂျီကဘာလို့ပြင်းနေလို့လဲအဲ့လိုတွေပြောနေတာပေါ့နော်အမင်းတို့ PDF ဘာပြီးမမရရှိတယ်သူပြောသွားတာ မင်းတို့ PDF တွေကိုငါတို့ကမလုတ်ချင်လို့တယ်ငါတို့ကြည်နေတာတယ်ငါတို့ကဂျိုးလူ28လုံးတင်ထားတယ်မင်းတို့ PDF တွေဘာလုတ်လဲချီးပါတာတေးပေါက်တာဆာငါတို့ပြီးတယ်ငါတို့မလုတ်ချင်သေးလို့ကြည်နေတယ်အဲ့တိုင်းပြောနေလို့ရှိသေးတယ်တယောက်ကဝင်လာနောက်တယောက်ကဝင်လာဝင်လာပြီးတော့အဲ့ဖိုးကြီးကိုဖုန်းတလုံးထိုးပြီးအဲ့နဲ့ဖိုးကြီးအဲ့ဖုန်းကြီးတော့ဟဲ့ရော့တယ်ပတ်စော့ဖွင့်တယ်ဟိုကောင်လေးကဘာထားပြောလဲသိလားဘာလဲအဘတို့ဂျိုးလူ28လုံးရှိတယ်ဆိုပြီးတော့ကိုယ့်ဘာနဲ့ကိုဖွင့်ပါလားတဲ့ ကိုကတော့ပုံလာလားဟောတော့အော်ဝါစဲဆိုပြီးပြောရတယ်နောက်ဆုံးတော့ဖွင့်ပြီးလဲရတာဟောကပြောပြတာပါသဘောကိုပြောပြတာဟောထောက်ထောက်ထောင်းနိုင်ရဲ့ကမောက်ကမလေးအဲအဲ့လိုမျိုးလေးတွေပေါ့အဲထားပါတော့ဗျာအဲ့ရနေပြီကျွန်တော်တို့မမရရဗျာကျွန်တော်တို့ထောင်ရောက်တော့2021အမေစုငွေနေ့6လပိုင်း19ရက်နေ့ရောက်သွားတာညနေပိုင်းလောက်ပေါ့နော်၄နိုင်လောက်ရောက်သွားရောက်သွားတော့ ဟိုကိုကျွန်တော်တို့ကလည်းဟိုပွင့်နေမြောင်ကျွန်တော်တို့ကထောင်နဲ့ကျွန်တော်တို့ဆိုတာဘာမှမသက်ဆိုင်ဘူးလေမသက်ဆိုင်ဘူးကျွန်တော်တို့ကျွန်တော်တို့လုပ်တဲ့အထက်မှာဒီဟိုဟိုကျွန်တော်တို့လုပ်ကင်နေတဲ့အထက်မှာဒီတော့ဒူးစရိုက်လုံငန်းပါလေဘာမှရှိတာမဟုတ်ဘူးလေလုံဝကင်မှာဖြစ်လို့ရောက်ခြင်းမှာရောက်ဖို့ရှိမယ်ကျန်တာဘာမှရောက်เสียအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့ကထောင်ကြောင်းဘာမှမသိအဲ့မှာဟိုရောက်တော့ထောင်ထဲလဲဝင်လဲဝင်ပါဘူးအထက်ရောက်တော့ ဟိုစဝင်လာကြတော့ဘာတွေတွေ့ရအောင်မလဲပေါ့နော်စိုးရင်စိတ်တော့ရှိတာပေါ့နော်ဟုတ်ပါတော့အဲအထဲဝင်သွားတော့အထဲမှာကြည့်လိုက်တော့ကိုလူလေးကြီးပဲပေါ့နော်ညာညာအာကိုသွားပြီအာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ငါကောင်နေရှိတယ်ပေါ့နော်ဘာမှဖြစ်ဘူးအဲရောက်ပါစားပေါ့ဗျာရောက်ပါစားတော့ကျွန်တော်တို့ဟိုပေါ့ကျွန်တော်တို့ပို့လိုက်တာကအင်းစိန်ထောင်ပြီးပန်းထောင်ဝင်တွေကိုပို့လိုက်တာဟောတိတန်တော့အင်းစိန်မှာကထောင်ဝင်ကနှစ်ဝင်းရှိတာပေါ့နော်ထောင်မကြီးရဲ့တိတန်ထောင်ဝင်ဆိုနှစ်ဝင်းရှိ